အမှုပေါ်မန်ယူကိုရောက်ပြီးမန်ယူကကမ်းလှမ်းတာကိုဘရန်ဖို့ကလက်ခံလိုက်ပြီးပရမီယာလောင်းမင်းမိလာများမန်ချက်စတာဖော့စုံကနေပြန်လည်ဂျိုးလိုက်ပါရင်မန်ယူအသင်းကတော့ဘရိုင်ယန်အမှုမိုကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်အမှုမိုကိုခေါ်ယူနိုင်ဖို့အတွက်အသေးအတန်ကြိုးစားနေတဲ့မန်ယူအသင်းဟာပထမတစ်ကြိမ်ကမ်းလှမ်းမှုပယ်ချခံလိုက်ရတာကြောင့်ဒုတိယအကြိမ်ဈေးနှုန်းထပ်မံတိုးမြင့်ပြီးကမ်းလှမ်းမှုတွေပြုလုပ်ခဲ့ရမှာဘရန်ဖို့ဘက်ကလက်ခံပေးသွားခဲ့တာဖြစ်ပါတယ်မန်ယူရဲ့ဒုတိယအကြိမ်ကမ်းလှမ်းမှုကကနေဦးပြောင်းရွှေ့ကြီးပေါင်65တန်းအပေါင်းအပိုစုကြီးပေါင်9တန်းဖြစ်တယ်လို့သိရပါတယ် Brandford က MMA ပြောင်းရွှေ့ခြေကိုပေါင်သန်း80လောက်လုံးကျင်နေတာဖြစ်လို့ဒီဈေးတန်းနဲ့အနည်းဆုံးအခြေအနေတရက်ကိုရောက်ရှိလာခြင်းမှာ Brandford ကလက်ခံပေးလိုက်တာပဲဖြစ်ပါတယ်။မန်က MMA ကိုလည်းအရေးကြီးတဲ့အမွေပေးချေနိုင်မှုအတွက် Brandford နဲ့ညီနိုင်နေပါတယ်။ Brandford ဘက်ကတော့အရေးကြီးတဲ့တော့လက်ခံပေးမှာဖြစ်ပေမဲ့ပထမဆုံးအတုံးမှာတော့ပြောင်းရွှေ့ခြေကိုပမာဏများများလို့ရှိနေပါတယ်။အခုဆက်လက်ပြီးတော့ပြောင်းရွှေ့ခြေကိုဘယ်လိုပုံစံနဲ့ပေးချေသွားမလဲဆိုတာနဲ့ပတ်သက်လို့ Man U နဲ့ Brandford ရဲ့အကြမ်းမှာဆက်လက်ညီနိုင်နေကြပါတယ်။ အမ်ဘောကတူဦးချင်းလိန်ကောက်ကျော်ပြန့်နိုင်စွမ်းအော့တဲဘောမူမန့်နေမှာနေရာလွတ်ရှာဖွေပုံနေရာယူပုံတွေကအတော်လေးကောင်းမွန်မှုရှိပြီးအမ်ဘောရဲ့လှုပ်ရှားပုံတွေကပြိုင်မဲ့ခံစီကစားမှုတွေအတွက်ခံမရခက်စေပါရင်ဒါကြောင့်အမ်ဘောကမင်းအတွက်တင်းတော်တဲ့ခေါ်ယူမှုတစ်ခုဖြစ်လာမှာပါ။လာမယ့်အားဒီမှာတော့ကွန်ညာအမ်ဘောရဲ့ကွင်းလက်တိုက်စစ်နှစ်နေရာကဆိုင်ရွက်ပေါ်မှာကြည်ယုံနေတဲ့အတော်လေးရင်ကုန်ဆေးလှုပ်ရှားစရာကောင်းနေပါရင်ပြည်သူများအနေနဲ့ကရောအမ်ဘောမင်းရောက်ပြီဆိုတဲ့သတင်းပေါ်ဘယ်လိုများခံစားကြရပါသလဲ။